ာပါရှင်။တင်းမင်းတို့အတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလ26ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းရွှေဈေး16ပဲရေတစ်ကျပ်သားကိုမြန်မာငွေ730နီးပါးဈေးပေါက်လာနေပါတယ်။မနေ့က25ရက်နေ့ပြင်ပရွှေဈေးကွက်ရဲ့အဖွင့်ဈေးတန်းမှာအဝယ်69သိန်း3000ကျပ်နဲ့အယောင်68သိန်း5000ကျပ်ရှိနေတယ်လို့သိရပါတယ်။ အခုလဒုတိယအပတ်ကစလို့ကမ္ဘာရွှေဈေးတအောင်စားကိုဒေါ်လာ3000ကျော်အထိစံချိန်တင်မြင့်တက်ခဲ့တဲ့အလျောက်ပြည်တွင်းရွှေဈေးလည်းကျပ်65သိန်းဝန်းကျင်ကနေသိန်း80နီးပါးအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။အခုလ24ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ရေဖြူမြုပ်နယ်ညင်ထွေးရွာအနီးကစစ်တပ်နဲ့တော်လှန်ရေးတပ်တွေရဲ့နှစ်ဖက်တိုက်ပွဲမှာစစ်ကောင်စီတပ်သား20ထက်မနည်းတိုက်ဆုံခဲ့တယ်လို့ဒုရကစစ်ကြောင်းကမနေ့ကထုတ်ပြန်ပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်းတော်လိုင်းရေးတပ်တွေဘက်က RPG 9လက် ME4 တလက် ME3 တလက် ME1 နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းတချို့ကိုရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ညင်းထွေးရွာ အနီးတိုက်ပွဲမှာစစ်တပ်ဘက်ကလက်နက်ကြီးပြည့်ကူအပြင် ပါရာမော်တာတစ်စီးနဲ့ပါပြည့်ကူပေးခဲ့တယ်လို့လည်းဆိုပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်စစ်တပ်ဘက်ကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့ပြီးအဲ့ဒီဘုံတိကြောင့်မနေ့ကမနက်ပိုင်းအထိဒေသခံတွေရဲ့ဥယျာဉ်ခြံတွေတောမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။တနင်္လာရီမျိုးနဲ့ချောင်းလမှုရွာကစီယုံခြံကိုစစ်တပ်ကပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးစီယုံခြံအလုံတမအမျိုးသား2ဦးတိစုံခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ အခုလ24ရက်ညနေ4နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးချောင်းလမုံရွာကကျော်မွန်16စီုံချံကအလို့သမားအဆောင်ပေါ်ကြရောက်ပွားခွဲခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူလည်း4ဦးထက်မနည်းရှိခဲ့ပြီးအလို့သမားအဆောင်တွေလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ တနင်းတော်ရီမြို့နယ်အခြေစိုက်ချင်းမြတန်းရင်ခမရ998မှာတာဝန်ကျနေတဲ့အတ္တမတက်တာတဲ့စူဆောင်းခံခဲ့ရသူနှစ်ဦးဒေါနာတက်ရင်ကိုထပ်မံခိုးလုံလာခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတက်သားတဲ့နှစ်ဦးဟာ အခုလ25ရက်နေ့ကဒေါနာတက်ရင်ဘျူဟာ33နယ်မြေကိုလက်နက်အပြည့်စုံနဲ့အလင်းဝင်လာခဲ့တာဖြစ်ပါတယ်။ပြည်သူ့ရခွင်ခိုးလုံလာတဲ့သူတို့နှစ်ဦးဟာစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ တနင်္သာရီမြို့နယ်တနင်္သာရီမောတောင်ကလန်းကရေဖြူထုံခါ6နှစ်ပေါက်နဲ့တိမ်ခေါရွာတွေမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာ3လကျော်လာချိန်အရေးပေါ်စစ်ဆောင်ဦးရေ9000ကျော်အထိရှိလာပြီးဖြစ်တယ်လို့စစ်ဆောင်အရေးဆောင်ရွက်နေသူတွေစီကသိရပါဗျ။အခုလအစအထိတင်ခုံးကြီးရွာအုပ်စုကစစ်ဆောင်နှထောင်ဝင်းချင်းကချောင်းလုံးမှုကြီးရွာတဝိုက်မှာစစ်ဆောင်နေကြရတာပါ။ ဒါပေမဲ့အခုလတတိယအပတ်ကစလို့စစ်ကောင်စီလီဒါကချောင်းလမှုရွာအနီးတစ်ဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်လာတာကြောင့်ချောင်းလမှုရွာကဒေသခံ3000ကျော်ပါအရေးပေါ်ဆစ်ဆောင်နေကြရတာဖြစ်ပြီးလက်ရှိစစ်ဘေးရှောင်ဦးရေ9000ကျော်ရှိနေတယ်လို့သိရပါတယ်မြင်းနဲ့ကျုံးစုမြို့နယ်ကိုဆက်သွယ်ထားတဲ့မင်းတမ်းမောင်းလုံတဒါဆောက်လုပ်ပြီးစီးသွားပြီဖြစ်တယ်လို့ဒေသခံတွေကသိရပါဗျ။ ကျုံစုမြို့နယ်ဟာပင်လယ်ကျောမြို့ဖြစ်ပြီးရေချောင်းနဲ့တွာလာရတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။လက်ရှိမှာတော့မင်းတန်းမောင်းလွန်တရာဆောက်လုပ်ပြီးစီးသွားပြီဖြစ်လို့မြို့နယ်ကျုံစုမြို့နယ်ကို ကုန်းချောင်းကနေတွာလာနိုင်တော့မှာဖြစ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။တနင်္သာရီမြို့နယ်မောရောင်မြို့မှာအင်တာနက်လိုင်းပြတ်တောက်နေတာ၁၀ရက်ကျော်လာပြီဖြစ်တယ်လို့မြို့ခံတွေစီကသိရပါဗျ။ မောရောင်မြို့မှာအတမ်း MPT နဲ့မိုင်တဲဆော့ရဲ့ဖုန်းလိုင်းတွေရှိပြီးဖုန်းလိုင်းအလုံးအင်တာနက်ပြတ်တောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။